နေပြောပလီကိစ္စကတော့အချို့တရင်သမားတွေလည်းတွားရောက်ပြီးတော့မြေပြင်တရင်တွေရှူထားတာမြင်ပါပါအင်းစလို့ကြီးကစတင်ပြီးတော့လှုပ်ဆောင်နေပါတယ်အင်းခွင့်ပြုချက်လည်းရထားတဲ့သဘောတရားရှိပါတယ်အင်းစလို့ကြီးရှိမှအစိမ်းအောင်ပုံကြည့်နေခွင့်ပြုမိတ်တွေပိုင်းအားလုံးကိုကတ်ထားတဲ့အတွက်ဒါဟာတရားဝင်စလို့နေအနေထားတစ်ခုပါအင်းတတိသမိုင်းချောင်းလေးကိုကျွန်မပြောပြရမှာပါအင်းဟုတ်ပြီနော်ဆွမ်းနာဘူးလက်ကြီးပြောတော့မဟုတ်ဘူးတဲ့နော်ဒီမှာကျစလို့ဝင်ပေးတာရဲဆိုပြီးတော့ပြောပြရင်နော်သူစကားနေနေတိုင်မီပြီးတော့ပြောကြပါလားလို့အဲ့ဒါပြီးတော့လိမ့်မယ်ဆိုလေတခုတိုင်မီပြီးတော့ပြောကြလိမ့်냐

အဲကျွန်တော်တို့ဟန်းကောင်ဖွဲ့ရဲ့ကုတူးကျော်ရဲ့မွေးနေ့ပေါ့နော်44နှစ်ပြည့်မွေးနေ့နောက်ပြီးတော့ကျွန်တော်လည်းနေလို့မကောင်းဘူးเนาะနေလို့မကောင်းဆိုတော့သွေးတွေမတရားတူနေသွေးတူတယ်နောက်ပြီးတော့အဒီငှက်ပြားပေါ့နော်တော်ထဲမှာဖြစ်ခဲ့တဲ့ငှက်ပြားကလည်းအဲပြန်ပြီးဖြစ်နေတော့ဒီညတော့အဲကျွန်တော်ခတ်တူတူပဲပေါ့နော်ခတ်တူတူပဲနောက်မှဆိုကျွန်တော်မရိုက်ဘူးတော့နေဘူးကဒါပေမဲ့အဲကျွန်တော် channel ကို ြီးရှုဆောင်ရအားပေးနေကြတဲ့မိသားစုများကိုကျွန်တော်အားနာတဲ့အတွက်ကြောင့်အဲကျွန်တော်ဒီနေ့ရိုက်ဖြစ်ခြင်းဖြစ်ဒီပေါ့ဗျာโอเคဆိုတော့ဒီနေ့လဲကျွန်တော်တို့ဘာအကြောင်းရလဲဆိုတော့ကျွန်တော်တို့ဒီနေ့ပြီးတော့ပလီကိစ္စနဲ့ကိုသူတို့ဘောမအချင်းချင်းကိုကျွန်တော်တို့တိုင်နေပတ်နေကြဘောမအချင်းချင်းတိုင်နေပတ်နေတယ်သူတို့တွေဒီဦးနှင်းဆိုရင်ဘူးလက်ကြီးနဲ့မင်းကင်းမောင်မြတ် ူရှေ့စကားတယောက်ကတမျိုးပြောတယ်နောက်တယောက်ကတမျိုးပြောတယ်နော်နောက်တယောက်ကတမျိုးပြောတယ်နောက်ပြီးတော့ကျွန်တော်တို့လေးလုံးမှပြီးရပင်ကြောက်လေးလုံးမှတမျိုးတို့ဒီဘောမှအချင်းချင်းတောင်မှအဲတို့ပြောတဲ့စကားတွေကဘယ်လိုပြောအမှန်ဆုံးတို့တိုက်ထားပြီးမှပြောရင်ပိုတော့အဆင်ပြေဦးမယ်ပေါ့ဗျာနော်အဲတို့ဒါမဲ့ဒီဒီကိစ္စမှာတို့တွေမကျေနပ်ဘူးပေါ့နော်မကျေနပ်ဘူးဆိုတာလည်းတို့ကဒဲမပြောရဲဘူးဘာဖြစ်လို့လဲဆိုတော့ main online ကိုကြောက်တဲ့အတွက် တို့တဲမပြောရဲကြအောင်တွေ့ဝရပြီးတော့ဟိုကွေ့ပတ်ဒီကွေ့ပတ်ပြီးတော့ပြောနေကြတဲ့ဗီဒီယိုဖိုင်လေးတွေဒီညအတူတူကြည့်ကြမယ်အဲဘောမရက်ွယ်ဟာတာများအပိုင်း88ဘူးလက်ကြီးနဲ့ဒီလူစတင်လိုက်ပါခင်ဗျာโอเคနားတော်ကြည့်ရအောင်ကြာနေအဲဒီမနာပါပစ္စည်းဆောင်ပါဗျာတွားကြည့်ရဲ့စပွားတွားကြည့်ရဲ့ ။သွားကြည့်တဲ့စာဘူးကသွားကြည့်တယ်ဆိုတာပြောလို့ဟောင်မင်းကိုပြောတာဟောင်မင်းဟောင်မင်းဟောင်မင်းကိုပြောတာ။အင်း။ဘာလို့ဆိုဟောင်မင်းတယောက်တည်းရောက်သွားတာဟုတ်ကဲ့ယုံလေ။ဘယ်သတင်းသမားမှမရောက်ဘူးဒီကောင်ဥဥအောင်ရောက်သွားတာ။ဟာတော့ဗလာကြာလေးတော့မီး။อืมอืม။အဲကျွန်တော်တို့အဲ့ဒီမှာတော့ပြီးထားတာအစ္စလာမ်ပြီးတဲ့อืมခရီးယောင်ပြီးတဲ့အီလူပြီးတဲ့อืมอืมသုံးနေရ။ဒီကနည်းနည်းလေးပါဒီကနည်းကတော့ရှိနေတော့อืมอืม နည်းနည်းလေးရှိအဲ့မှာသူကပတိဆက်ရလို့မပါဘူးလေဇာမင်းကြီးနော်ဟုတ်ပြီနော်ဒါကဒါဘူးလက်ကြီးကဘူးညင်းတာပေါ့နော်အဲ့ဒါအနောက်မှာဗီဒီယိုဖိုင်ကတော့ဒီမင်းကင်းမောင်တိတ်ကဘလူတွေထပ်ပြောမလဲဆိုတော့နားတော်ကြည့်လောလောဆယ်တော့ဒီကောင်းကြီးဟာကိုအရင်ပြီးအောင်နားတော်ပေါ့နော်တာလည်းပါလာလို့ဆိုင်ကအစိမ့်ကြီးမှရှိတယ်ဘလီဆောက်ရလို့ပေါ့ရေးတိုင်းမှာဘလီဆောက်ရလို့ဈေးပါပေါ့ဘလီဆောက်ခွင့်ပြုတယ် အဲ့တော့မွတ်စလင်ကုသဖြစ်ဆေးရုံလဲဆောက်ရင်ဆောက်ပါဘော။อืมอืมอืมသူကမွတ်စလင်ဘိုးဘွားကြီးတာလဲဆောက်ရင်ဆောက်ပါဘော။อืมอืมဒါသူတို့မှလိုအပ်ချက်သူတို့လုပ်မှာပေါ့။မဟုတ်ဆောက်နေတာဆောက်လို့ရတယ်။ငါတို့ကနားလေတယ်လက်ခံတယ်နော်။ငါတို့အခုဘာလို့ဘဝင်မကြနေတာလဲဆိုတော့မင်းတို့ကောင်တွေဒါအမေစုလက်ထက်မှာဆိုရင်မင်းတို့ကောင်တွေပေပေနေနေပြောကြမှာပပဆက်ဆက်ပြောကြမှာနော်။ဒါငါအရှိဟိုနေ့ကဗီဒီယိုဖိုင်မှာလဲငါပြောထားတယ်။ မင်းတို့ကမင်းအမေလေးမင်းအောင်လိုင်းလို့တော့အကုန်လုံးကငြိမ်နေကြတာဘာမှမပြောရဲအဲ့လိုလှဲ့ပတ်တွယ်ဝပြီးတော့ဒီကောင်လေးပြောနေကြကျွန်တော်မကြင်တတ်တာအဲ့ဒါเนาะအဘလီကအားလုံးပြည်စုံနေပြီဘလီတွေအများကြီးရှိတယ်ဘလူအောက်ဆိုတဲ့ software ဆောက်ပါဘူးอืมဒါခုကြည့်ချက်တော့လာပြင်ပြင်ချက်စီဘက်ကတ်อืมဒီဘက်ကိုဘက်ချက်စီဘက်ကတ်တယ်တော့ရှိอืม အဲ့ဒီလာပြောတာအဲ့ဘာကြည့်တယ်ဘာဘာကြည့်တယ်ဖွားရအောင်ဖွားရအောင်နော်อืมอืมอืมအဲ့ဒီကောက်ဝင်တဲ့ချိန်ကိုက်လို့နော်ဖွားကြတာอืมအဲ့ဆိုရတဲ့သဘောကောင်းလို့ဖြစ်ဟာကဲအစိုးရသဘောကောင်းလို့ဖြစ်ဆိုဘာလုပ်မလဲတော့မသိနော်အစိုးရတိတ်သဘောကောင်းလို့ဖြစ်ဘူးဆိုတော့ဘာလုပ်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်အောင်နော်ကျွန်တော်တို့ဧကတရားနော်อืมအခုတတိကနေကဧကတရားอืมအာသနာဆုံးလို့ရှိอืมအာသနာဆုံးဆိုတာ တကယ်ကိုဗုဒ္ဓသာသနာဆောင်ဟုတ်နော်ဒီလရှည်စာဒီလရှည်တက်လို့နဆက်ငါဤကဒီအစကနဆေဤကမရှိခနာဆရာတော်အတွက်ဆေဤကရှင်စေကိနာအတွက်ဆေဤကရောဆရာတော်အတွက်ဆေဤကတော်တော်ကောင်းတဲ့ဆရာတော်ရည်စူးတော့ဟမ်ကင်ကင်လို့ပါလာရလားအင်းအနာယုံကစေကအာလုံးမဧကတရားအင်း အဲ့ဒါလုပ်ဖို့ရှိတယ်ဒီကတရားနော်ခုလိုဒီကနေကမဟုတ်ဘူးอืมอืมอืมဗုဒ္ဓသာသနာဆောင်อืมဟိုတယ်ဆောင်လို့စမှုဆောင်လို့ပေါ့อืมနေပြီးတော့မှလုပ်ဖို့ရှိတယ်อืมဟောအဲ့ဒါတည်လာอืมအဲ့လာပြောပြอืมအကောင်းတဲ့အလုပ်ပဲอืมနော်ဟုတ်ကဲ့ဗလီဆောက်ရလို့ခင်ဗျာအဲ့စိုက်ဖို့အစိမ်းကြီးမှာရေးထားရေးထားလားอืมอืมอืมဒီချာကြည့်လေอืม ဒါပေမဲ့ဘလီကြီးကပြည်နေပြီမလိုအပ်ဘူးဆိုရယ်သူကကုပြုကုတုပြီရန်ကုန်မှာလည်းမွတ်စလင်ကုတုပြည်စေုပ်ရှိရယ်လေအဲ့မှာလူတိုင်းကုပြည်ရယ်သူကျွန်တော်အဲ့လိုတွေ့တယ်ဟိုအန်ဒလီကဒေါက်တာတေမျိုးဝင်းလို့ပါတော့အဲ့မွတ်စလင်ကုတုပြည်စေုပ်မှာကျွန်တော်ကပြီးရပါညာတော့ကြားဘူးလည်းလုပ်ပါစီတာအင်းကောင်းတဲ့ကိစ္စအင်းအဲ့ဒါလာပြောတာအင်းအင်းလေးစားပါโอเคပါရောက်ကောင်းပါနော်ဒီကောင်းကြီးကကျွန်တော်ပြောတဲ့အတိုင်းပဲ အဲကျွန်တော်ပြောခဲ့သူပဲကျွန်တော်တို့လူမျိုးရေးခွဲခြားတာလည်းမရှိဘူးကျွန်တော်ဘာသာရေးခွဲခြားတာလည်းမရှိဘူးဒီကောင်တွေကခွဲခြားဆက်ဆံနေလို့ဒါကျွန်တော်တို့ပြောနေရခြင်းဖြစ်တယ်ပေါ့နော်အန်အဒီလက်ထက်မှာဆိုရင်ဒါသွားပြီးဒီကိစ္စကြီးကအစာဆွဲထုတ်ပြီးတော့အာအဲ့မှာမယုံမရှိနဲ့ဗျာဆန္နာပြပွဲကြီးမလုံးနဲ့လို့လောင်းမလားဒီကောင်တွေဟွန်းလုံးမလားဒီကောင်တွေ စန္ဒပြဝယ်လို့ဘုကာမှာပတ်စံနေတော့ကထောက်ပန်းလိုက်မယ်လို့လို့စန္ဒပြမှာအန်အန်ဒီတွေးလာဒီလိုပြေးကုန်ပြီတွေးလာအန်အန်ဒီအစိုးရသူတို့ထမမြန်မာလူမျိုးတွေပြောင်းလောက်တာဆိုတဲ့စောက်တန်တွေထွက်လာမှာဒါတော့မလွဲမသေးဘူးနော်ကျွန်တော်ဒီຫນွေဥတော်လိုင်းကြီးထဲမှာလဲကျွန်တော်အစ္စလမ်ညီကူများလဲအများကြီးပါနော်ကျွန်တော်တို့ဘော်ဒါရှိတယ်ညီကူတွေရှိတယ်ညီရေရှိတယ်နော်အများကြီးပါတယ်အဲ့တော့ကျွန်တော်တို့ကဘာမှသွေးကွဲစီရမလို့ဘူး ကျွန်တော်ခုပြောနေတာလေသွေးခွဲစကားပြောနေတာမဟုတ်ဒီကောင်ကြီးရဲ့လုံရက်ကိုစောက်ချိုးမပြေလို့ပြောနေတာပေါ့နော်ဟုတ်ကဲ့ဒီတခါမင်းကင်းမောင်နှိကဗာပြန်ပြောနေနားထောင်ကြည့်အောင်ဒီကောင်နဲ့မင်းကင်းမောင်နှိပြောတာဒီလိုကြီးရှင်တယ်တလွဲစီရှင်တယ်တော့ကြမ်းနေဖြစ်ပါလေခင်ဗျာအင်းဒီလိုဒီပို့သူကျွန်တော်ပြောခြင်းဘူးอืมပြောခြင်းတယ်တဲ့အကြောင်းလဲဘာသာကိစ္စတွေပါနေอืมอืมอืมတော်တော်လေးလိုအပ်တယ်လို့ကြောက်ချင်ရကြောင်လို့ကျွန်တော်တင်ပြပြလာဖြစ်ပါတယ်อืม ဖြစ်စီရတော့ပါလေဆိုရင်တော့ပြင်နေပြီးတော့တစ္ဆိတ်ပြင်ယောနီမှာဆောက်လို့မယ်ဆိုရင်လည်းရှိရပါလာရေးဆောက်ဦးနှစ်ခုတွေချန်စီယူခတ်တဲ့ကိစ္စอืมချန်စီယူဆက်ခတ်တာတပတ်လောက်ပဲရှိသေးတယ်อืมမြန်မာနိုင်ငံသတင်းသမားတွေဘယ်သူမှမကြည့်သေးဘူးอืมအဲ့ချိန်မှာဖင်လန်လိုနိုင်ငံမြန်မာရှိနေတဲ့ကုမ္ပဏီဆိုတဲ့ပုဂ္ဂိုလ်ကဒါကိုဆက်ဖွားတယ်ချိန်နမှာကုမ္ပဏီကကိုဘက်ကလူပဲဗျအဲ့လိုယူဆတာပေါ့အဲ့ဒါကြောင့်လည်းတကယ်ပြဿနာဖြစ်မဲ့ဟာတွေကိုလိုက်ပြီးထိုးရှာနေတာပေါ့နော်အဲ့မှန်ပဲရပါ ခင်လန်းကိုမပေါင်းခမရုပ်ပြောနေနော်အရင်တော့ကတော့တဲ့သူတို့ဘက်ကလူဘောတဲ့နော်သူတို့ဘက်ကတဲ့အခုကြတော့တဲ့ပြဿနာကိုမိခွက်ထုံးရှာတယ်တဲ့ဒါဆိုရင်ခမရပြောနေတာဒါဖင်လန်ကမမောင်ပြောတာမှားတယ်လို့ဆိုလို့ကျင်တာလားသူထောက်ပြပြောဆိုနေတာတွေကမှားလားခမရလည်းပြအသက်တွေကြီးပါညာနော်အသက်တွေကြီးပြီဒီကြတဲ့မှာတော့သူပြောတာစပြောတာတမန်အဖြစ်อืม တင်းရတာမှန်ပါတယ်။ဒါပေမဲ့လေအဲ့ဒီဟာကိုဘုရင်ကြီးမေအောင်လည်းခွင့်ပြုပြီးတော့မှလူယုံကြီးတွေအထက်ထက်ချပြီးတော့မှလှုပ်ပီးနေတယ်ဆိုတာဒါတော့မှားလိမ့်မယ်။အဲ့ဒါတော့ဘုရားကတော့လိုမဟုတ်ဘူး။အဲ့တော့ရဲလည်းပတ်သက်ပြီးတော့လေဟို ကိုအောင်မင်းကလည်းဖြစ်စဉ်တွေကိုတွားပြီးတော့တော့ရိုက်ပြလေးတွေ့ရတယ်။ကောင်းလာရှိသလိုဆိုးရ impact ကြီးရှိတယ်ပေါ့လေ။ဒါလည်းတော့ဒါကျွန်တော်အထူးကြီးမပြောလို့ပေါ့။အဲ့တော့မြူသားကြီးဖုန်းတော်ကြီးတွေကလည်းလည်းပတ်သက်ပြီးတော့လာရောက်မှတင်ပြီးတော့မှဟိုပြောဆိုဆွေးနွေးရတယ်တွေ့ရပါတယ်။အဲ့ကျွန်တော်နေနေရတော့ပါလေဆိုရင်ဒါပြောချင်တာကနိုင်ငံတော်ကြီးကြီးတရားအောင်နေတဲ့ဘာသာပေါင်းစုံအားလုံးကိုဒီလိုနေရာလေးခွင့်ပြုပေးတာဒါဟို ဘာကံကိုဆရာအကြောင်းရှိဘူး။နော်ကျွန်တော်ကျွန်တော်ဆိုလို့ကျွန်တော်အဲ့ဒါသူတို့မေလင်သူတို့မေလင်မင်းအောင်နိုင်လို့တော့ကံကွက်ဆရာမရှိဘူး။နော်အမေစုတာလှုပ်ကြည့်မလေး။ကိုင်းကြီးအောင်ပြတ်တော့ချက်ချင်းပြတ်မှာ။နော်အမေစုတာအဲ့လိုပေးကြည့်ရအောင်။ဟမ်။อืมမင်းတို့ကောင်းနေတော့မင်းတို့ကောင်းနေဘလို့မိဘတွေကဘလို့ပောက်ပွားလာတဲ့ကောင်းတွေလည်းမသိဘူး။ဒါလှုပ်ပဲကောင်းလည်းရှိပါလား။อืมသို့တော်လည်း ကဘာမှာတော့မပြအင်္ဂလန်လိုနိုင်ငံမျိုးတော်တော့မှအင်းအဲမွတ်စလင်ဘာသာဝင်တွေကအများစုဖြစ်လာတဲ့အချိန်မှာသူတို့ရတောင်းဆိုမှုတွေနဲ့ပတ်သက်ပြီးတော့မှအဲဒီအမျိုးသားရေးစိတ်ဓာတ်တွေနှိုးချလာကြတဲ့လိုချင်မှုလို့ဒါတွေခွင့်ပြုပေးလိုက်တဲ့ပတ်သက်ပြီးတော့မှတခါတည်းဆန္ဒပြမှုတွေဖြစ်ပြီးတော့မှဝင်းချုပ်တော်မှာဆင်းလေရတဲ့လိသာဖြစ်နေပြီလေအင်းကဘာမှာတော့မဒီလိုမျိုးအုံနဲ့ချင်းတဲ့ဒါ nationalist တွေကြီးထွားလာတဲ့အချိန်မှာကျွန်တော်တို့စီမှာလည်းဒီလိုပြောတာရတော့ဒါပြောနေတဲ့ကိစ္စပါပဲအင်းအဲကြောင့်မလို့ ကျွန်တော်တို့ကအချိန်နေချင်းခါပေါ့ကာနာဒိသန်အက်ကန်တာလေးလူတွေဗျာအဲ့တော့ဒီနေရာကဒီနေရာမှာဆောင်းမှဖြစ်မှာလားဒီနေရာမှာခွင့်ပြုမှဖြစ်မှာလားတခြားနေရာမှာခွင့်ပြုရုံမရဘူးလားပြီးလို့ရှိရင်ခွင့်ပြုထားစေဦးတော့ကဲဒီချိန်မှာမလုပ်လည်ဘူးပါဆိုတားလို့မရဘူးလားတိုင်းမင်းလူတွေလေတိုင်းမင်းလူတွေကျွန်တော်တို့မှာအထူးကတော့ပါတယ်ဆိုရင်တော့ထိရှားလို့လည်းပြဿနာဖြစ်နေတယ်။ရွေးကောက်ပွဲဆိုရရှိနေတယ်။ရွေးကောက်ပွဲမှာတိုင်းကမှာမတိကြီးမြေဥလီဖြစ်ဖို့တော့ကျွန်တော်လုံးဝဖြစ်တယ်မို့ อืมအဲ့ဒါရွေးကောက်ပွဲမတီးမငိဖြစ်အောင်ဘလူလုပ်နေတာလဲမအားလာဒါမီးမွေးလိုက်တာနော်မအားလာမီးမွေးလိုက်တာမအားလာမီးမွေးလိုက်တဲ့အလုတ်နော်ဒီကောင်ဒီပြဿနာကိုမီးမွေးမယ်ဒါတိုင်းမှာရွေးကောက်ပွဲမလုပ်ဖက်နဲ့ဟာတိုင်းကြီးမငိမသက်ဖြစ်တယ်ထိုက်တော့တိုင်းမျိုးပြန်ပြီးတော့ထိန်းချုပ်ကောင်းမယ်ဆိုပြီးတော့ဒီကောင်လှုပ်ချင်လို့ဖြစ်လိုက်နော်ဒီကောင်စောက်ချင်ရတော့ကောင်းတာမို့ဒီကောင်အရက်အရက်ပုတ်တော့စောက်ချင်မကောင်းနော်อืม ဒါမှမဟုတ်ဒါလေးကိုလည်းအစိုးရမင်းများအနေနဲ့ပြန်လဲပြီးတော့မှမိမိတို့ရဲ့ဒါတို့ဆောင်ကြရင်ပတ်သက်ပြီးတော့တုံ့တက်ပြီးဘူးပဲကျွန်တော်ပြန်လဲရခံပါလေ review လုပ်ပေးပါပေါ့ဗျာနော်ဒါမှမဟုတ်ဆိုင်းငံ့ထားပေးပါပေါ့ဒါမျိုးပတ်သက်ပြီးတော့မှရေးချီရုပ်ပျော်ကိုပြီးတော့မှကျွန်တော်တို့ကတော့လေးနဲ့ထားပြီးတော့မှတင်ပြရပါလိမ့်ခင်ဗျာမဟုတ်လေမင်းတို့အရင်တော့လိုပဲပြောကြပါလားအာအာနဲ့မန်နဲ့အာဒါမျိုးကလက်သင်ခံလို့မရဘူးဘာဖြစ်တယ်ညာဖြစ်တယ် မင်းတို့ကတကောင်းမှာခွေးတကောင်ကြောင်နေမှာပြောတာလားမတွေ့ဘူးနော်တကယ်စီရတော်ကြီးပြောတာရှိတယ်အဲတကယ်မဘာတာကြီးပြောတာရှိတယ်မျိုးချစ်ကြီးပြောတာတော့ရှိတယ်ဒါမဲ့တော်တော်နေတယ်တော်တော်နေပါတယ်โอเคဆိုတော့ထားပါဒါကမင်းကင်းမောင်မြမောင်နှိမ့်နဲ့ဘူးလက်ကြီးနဲ့စောက်တလွဲတွေပြောတာဘောနော်ရှင်းတော့မကြီးပြောကြသည်ပေါ့โอเคဒီတစ်ခါကျတော့ဒီမီးရဲ့ပိန်ချောက်လေးလုံးမှာ အဲလေးလုံးမှာဘာတွေပြောမလဲဒီကောင်မလဲလှက်ပတ်ပြီးတော့လှက်ပတ်ပြီးတော့မင်းအွန်လိုင်းလဲသူမပြောရဲဥမာပလီဆောင်ကိုလဲသူကအဲဘလို့လဲမဆောင်ပါနဲ့လို့လဲသူမပြောရဲအဲလှက်ပတ်ပြီးတော့ပြောထားတဲ့ PU ဖိုင်လေးအဲကျွန်တော်ဒီညစကားတွေအများကြီးမပြောဘူးဆိုတာအဲကျွန်တော်နည်းနည်းအခုတောင်ချမ်းတမ်းဖြစ်လာလို့ပေါ့နော်โอเคနားထောင်ကြည့်အောင် နေပြီးတော့ပလီကိစ္စကတော့အချို့တရင်သမားတွေလည်းသွားရောက်ပြီးတော့မြေပြင်သတင်းတွေရှုထားတာမြင်ပါပါအင်းစောက်လို့ကြီးကစတင်ပြီးတော့လုံဆောင်နေပါတယ်အင်းခွင့်ပြုချက်လည်းရထားတဲ့သဘောတရားရှိပါတယ်အင်းစောက်လို့ကြီးရှိမှအစိမ်းအောင်ပုံကြည့်နေခွင့်ပြုမိတ်တွေပိုင်းအားလုံးကိုကတ်ထားတဲ့အတွက်ဒါဟာတရားဝင်စောက်လို့နေအနေထားတစ်ခုပါအင်းတော်ဒီသမိုင်းချောင်းလေးကိုကျွန်မပြောပြရမှာပါအင်းဟုတ်ပြီနော်ဆွမ်းနာဘူးလက်ကြီးပြောတော့မဟုတ်ဘူးတဲ့နော်ဒီမှာကျစောက်လို့ဝင်ပေးတာရဲဆိုပြီးတော့ပြောပြရင်နော်သူစကားတွေနေတော့တိုင်မီပြီးတော့ပြောကြပါလားလို့အဲ့ပြီးတော့လိမ်မယ်ဆိုလေတခုတိုင်မီပြီးတော့ပြောကြလိမ်ညာ ခုကမဲဟိုကရှေ့တလွဲနောက်တလွဲဆောက်တလွဲအဲ့ဒီအကြောင်းရေးတရားလေးကတော့2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း၈ကအကြောင်းလေးကိုပြန်ပြောရမှာပါအဲ့ဒီမှာဆိုရင်နိုင်ငံသူနိုင်ငံသားတွေရဲ့မူလအခွင့်အရေးနဲ့တာဝန်တွေမှာဆိုရင်ခေါင်းစဉ်လေးရှိပါတယ်ပုံမှန်36 36 363 364စတဲ့ပုံမှန်လေးပေါ့နော်ဒါဘာသာရေးနဲ့ပတ်သက်ပြီးတော့ပြန်ထမ်းထားတာဒီအမှဆိုရင်ပုံမှန်363အရနိုင်ငံတော်သိသိမှတ်ပြုထားသောဘာသာသာသနာတွေကိုတတ်နိုင်သမျှကိုင်ကြီးဆောက်ရှောက်ရမယ်ဆိုပြီးတော့ပြန်ထမ်းထားပါတယ်မှန်တယ်လေဒီနိုင်ငံမှာဆိုရင်လူကြီးက ခုဆို50တန်းပေါ့နော်အရင်ကဆို55တန်းကျော်လောက်ရှိပါတယ်ဗုဒ္ဓဘာသာကိုးကွယ်မှုက60အကြိမ်လောက်ခန့်ရှိပါတယ်။ခရစ်ယာန်ဘာသာကိုးကွယ်တာ6တန်းလောက်ရှိပါတယ်။အစ္စလမ်ဘာသာကိုးကွယ်တာ2တန်းကျော်၊ဟိန္ဒူဘာသာကိုးကွယ်တာ9တန်းကျော်။ဒီလိုပဲအခြားဘာသာတွေကိုးကွယ်တာလည်းရှိပါရဲ့ရှင့်။ကျွန်မနိုင်ငံဗုဒ္ဓဘာသာအများဆုံးနေထိုင်နေဆိုပေမဲ့ဘာသာပေါင်းစုံနေတင်းနေထိုင်တဲ့ဈာနေနိုင်ငံတစ်ခုဖြစ်နေပါတယ်။ဒါကြောင့်နိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေဟာဆိုရင် ဘာသာပေါင်းစုံချစ်ကြည်ရေးဆိုတဲ့ကိစ္စရဲ့ကိုနိုင်ငံရေးသဘောတရားအရာမလုံမဖြစ်တဲ့အရာအဖြစ်အမြဲတမ်းဖြည့်ဆက်ဆက်လုံဆောင်ခဲ့ရပါတယ်။อืมอืมဘယ်လိုလုံဆောင်တဲ့အခါမှာဆိုရင်2000နင်းတော့နော်ဟိုပါလေဘာလဲဆိုတော့အမေစုလက်ထက်တုန်းကဘာသာရေးပေါင်းစုံစူတောင်းဝဲတွေပါလုပ်တယ်။အဲ့ဒါကိုနင်းတို့ကစောက်ပစ်တွေပြောကြတယ်နော်။နော်။အဲ့ဒါလေးနင်းမှတ်မိကြလားမသိနော်။ငါတော့မှတ်မိတယ်အကုန်လုံး။ဆယ်လေးခုနှစ်ဧပြီလ၁၂ရက်နေ့မှာမြန်မာနှစ်တက္ကူအခါသမယနှစ်တက္ကူလက်ဆောင်နေနဲ့ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေစီကိုမြေနေရာတွေပေါ့နော်ချထားပေးခဲ့တဲ့ကိစ္စရှိခဲ့ပါတယ်ရှင့်။မောက်နိုင်ငံရဲ့အခြေအနေကြပေါ့နော်။ဇမောက်နိုင်ငံဈာနေနိုင်ငံဘာသာရေးထိကိုးနေဆိုတော့ကျမတို့အဖြစ်မခံနိုင်ဘူးဘာသာရေးစစ်ပွဲတွေဆိုတာအဖြစ်မခံနိုင်တဲ့နိုင်ငံပေါ့နော်။ကျမတို့နိုင်ငံချမှတ်ထားတဲ့စီရင်စီကံဥပဒေအတိုင်းလှုပ်ဆောင်စရာရှိရာလေးတွေကိုခေတ်ကာလနဲ့အညီလှုပ်ဆောင်ရပါတယ်။ပြီးတော့နေပြီးတော့ဗဒီကိစ္စက ဘာကြောင့်ဖြစ်ပေါ်လာတယ်ဘလို့အကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာရတယ်ဆိုတာလေးကိုမြောက်ပြည်သူများလည်းနားရှင်းလွယ်မယ်လို့ထင်ပါတယ်ဖွဲ့စည်းပုံခြေရာဥပဒေမှာကိုကပေးထားတဲ့အရာဖြစ်တဲ့အတွက်ကျမတို့ကသူတို့ပေါ်မှာအခွင့်အရေးအချို့ပေးရပါတယ်မပေးဘဲနေလို့မရပါဘူးရှင်ဒီအရာတွေကိုနိုင်ငံကောင်းဆောင်တွေကဖော်ဆောင်တယ်လို့ကျမယုံကြည်ပါတယ်ဟုတ်တယ်မဟုတ်ငါတို့ကမဟုတ်ပေးရမယ်နော်ငါတို့တိုင်းပြည်နေတဲ့လူအကုန်လုံးပေးရမယ်နော်ဘာမှအပြူမဲ့ ခွဲခြားဆက်ဆံစရာမလိုဘူးပြရမယ်သူတို့လည်းသူတို့ဘာသာရေးအတွက်ဒါသူတို့မှကိုပိုင်ကိုပွဲတိုင်권ရှိရယ်ခုချိန်နေတဲ့ဒီနိုင်ငံမှာနေတဲ့ဒီမြန်မာနိုင်ငံမှာဖွားရင်သူတို့တွေလည်းဒါပြရမယ်လေနော်အဲ့ဒါအမှန်တရားပဲနင်တို့မမှန်တာကနော်အမေစုလက်ထက်မှာဆိုရင်ပွဲစုနေပြီလို့ငါပြောချင်တာကျွန်တော်ဒီလီကိစ္စကိုကျွန်တော်ဒါဆိုနေရမြောက်လားမသိကျွန်တော်ဒါကြီးပဲကျွန်တော်ပြောတာဘာလို့လဲဆိုသူတို့ဘက်ကလည်းဒီအကြောင်းအရာကြီးတွေသူတို့ပြောနေကြတာနော် ဒီအကြောင်းအရာတွေသူတို့လည်းတဖွားဖွားပြောနေကြတယ်ဒါပြင်ကျမအနေနဲ့ဆက်လက်ပြီးတော့ပြောပြရမယ့်အပိုင်းပေါ့နော်ဒီပိုင်းကဘာလဲဆိုရင် Facebook အခြေခံဥပဒေအတိုင်းပါပဲ Facebook အခြေခံဥပဒေမှာကျမတို့နိုင်ငံရဲ့အဓိကဘာသာတရားတွေဗုဒ္ဓဘာသာဖြစ်တယ်อืมဟုတ်တယ်အခုဖြစ်စင်မှာဆိုရင်ဗုဒ္ဓဘာသာဝင်တွေရဲ့စိုးရိမ်ပုံမှန်မှုတွေမြင့်တက်နေပါတယ်อืมကျမတို့ကဘာသာပေါင်းစုံချစ်ချစ်စွာနေထိုင်နေအခွင့်အရေးတူတူထားမယ်ဆိုရင်တော့မှอืม ကျမတို့ဗုဒ္ဓဘာသာဝင်လေးအခွင့်အရေးပဲမိထားလို့မရပါဘူး။음음ဒါကြောင့်ဗုဒ္ဓဘာသာဝင်လေးစိုးရိမ်နဲ့ခံစားချက်ကိုလည်းမိထားလို့မရပါဘူး။ဒါလည်းမှန်ချက်ခုပါပဲ။음음ဒါကြောင့်အခုဆိုရင်မျိုးသားတမိုင်းအနေနဲ့စိုးရိမ်ပူပန်မှုတွေဖြစ်တဲ့ပြောရမယ်ဆိုတော့တကယ်ကိုခက်ခဲရှုပ်ထွေးတဲ့အရာတွေတစ်ခုကိုတာဝန်ရှိသူတွေဖြေရှင်းရအောင်နဲ့နေထိုင်ဖို့စိုက်ရအောင်လို့ ်ဖြစ်ပေါ်လာခဲ့တဲ့အကြောင်းတရားတွေကိုစမမြင်ပါရဲ့ရှက်ဒီအကြောင်းတရားတွေဖြစ်ပေါ်လာတဲ့အကြောင်းရင်းကလည်းရည်ရွယ်ချက်တွေအများကြီးရှိပါတယ်ဟုတ်လို့ပြောပါအဲ့ဒီရည်ရွယ်ချက်တွေမှာကောင်းတဲ့ရည်ရွယ်ချက်အပိုင်းပေါ့နော်နိုင်ငံတော်ရဲ့နိုင်ငံဘာသာတာသနာကိုတကယ်စိုးရိမ်လို့ဝင်ရောက်ပြောဆိုတဲ့သူတွေလည်းရှိပါတယ်တချို့တွေကတော့အင်အားစုတွေကိုအဓိကကတော့မျိုးဘာသာတာသနာဆောက်ရှောက်တဲ့ပုံကိုယ်တွေနိုင်ငံတော်ကာကွယ်ဆောက်ရှောက်တဲ့မြမတက်မတော်နိုင်ငံတော်အတွက်ယုံကြည်စိတ်ချရတဲ့အချို့သောအဖွဲ့အစည်းတွေကို သုံးဖွဲ့ဆိုင်ဖြစ်ပြီးတော့ပြဿနာတက်စီခြင်းနဲ့ရည်ရွယ်ချက်နဲ့ဖန်တီးလှုပ်ဆောင်တာလည်းမြင်တွေ့ရပါတယ်။အမဟုတ်ဖန်တီးတာကနစ်လင်မင်းအောင်လိုင်းစပြီးမှုလိုက်တယ်မီးလို့အဲ့မီးကဟုတ်လားနစ်လင်မင်းအောင်လိုင်းစပြီးမှုလိုက်တယ်မီးအဲ့ဒီမီးကြောင့်ဒီလိုတွေဖြစ်နေကြတာနော်အရာအလုံးကဒီဖြစ်စဉ်တစ်ခုထဲမှာရောထွေးပြီးတော့ပါဝင်နေပါတယ် ။ဒါကြောင့်ကျမတို့သတင်းသမားအနေနဲ့ကလည်းတင်ဆက်တဲ့အခါမှာအင်မတန်ကိုသတိထားပြီးတင်ဆက်တဲ့နေသားတစ်ခုရောက်ရှိလာပါတယ်ရှင်။ကျမအနေနဲ့သတင်းသမားတယောက်ဆိုတော့ဗောနော်ဘာသာရေးနဲ့ပတ်သက်ပြီးတော့မတင်ဆက်ချင်ပါဘူးရှင်။အင်မတန်ကိုထိရှားလွယ်တဲ့အတွက်ပါ။စကားလုံးလေးမှားသွားရင်မကောင်းပါဘူးရှင်။ကျမကတော့နိုင်ငံရေးရဲ့နိုင်ငံလုံခြုံရေးပေါ့နော်နိုင်ငံလုံခြုံရေးဘတ်ရှူတောက်ကနေပဲတင်ဆက်ချင်ပါတယ်။ကျမတို့နိုင်ငံမှာဘာသာရေးဆောင်ဦးနေအများကြီးရှိပါတယ်။ဟိန္ဒူဘုရားကျောင်းတွေရှိရယ်၊ခရစ်ယာန်ဘုရားကျောင်းတွေရှိရယ် ဒီစာအုပ်တွေစာလုပ်တဲ့ပြုပြင်နေငေဘုရားဘာသာဝင်ရများတားမြစ်တာနောက်ဆက်တာရှိပါတယ်ဆိုရင်မရှိပါဘူးအများကြီးပါပဲဒါကတော့နော်နောက်ဆက်တာလည်းမရှိဘူးတားမြစ်တာလည်းမရှိဘူးဒါပေမဲ့အမေစုလက်ထက်မှာတုန်းကတော့နင်တို့အစ်နေကိုသူတို့အခါကြီးရက်ကြီးနော်အစ္စလမ်ဘာသာဝင်တွေရဲ့အစ်နေကိုနော်နွားဒါပါလေဘယ်လိုပြောလဲမဲသားအစ်ပေါ့နော်နွားနွားနွားတွေကိုနင်တို့တွေလုံးဝပေါ်ခွင့်မပြုတက်ခွင့်မပြုပဲနင်တို့ ိုက်တုံကမဘာသာတွေမိမွေးတာเนาะအဲ့ဒီတဲ့င်းကလည်းအားလုံးသိပြီးသားပေါ့เนาะအခုကြမှာဘာဖြစ်တယ်ညာဖြစ်တယ် ਨੇ သင်တို့ပါဇက်ကဒီလူတွေပြောနေတာပေါ့เนาะအင်းမင်းနာရှိပါလေမစိုးရင်မအောင်ရှင့်ဘာကြောင့်လဲဆိုတော့ဟိန္ဒူเจ้าเนี่ยနေပြီးတော့လက်နက်တွေတက်ထွက်လာပြီးတော့ကျမတို့နိုင်ငံလူမျိုးတွေတတ်တယ်ဆိုတာတမိုင်းမှာမရှိခဲ့ဘူးလေခရစ်ယာန်เจ้าမှာလည်းမရှိခဲ့ဘူးရှင့်ဒါပေမဲ့ဗလီတွေကြောင့်ရှိခဲ့တယ်ဟုတ်လားဒါဟုတ် ဘာသာကြားတွေပေါ့နော်ဒီပလီနဲ့တာဝန်ရှိတဲ့လူတွေကလည်းကိုချင်းစာပေးဖို့လိုပါတယ်။ဒါပေမဲ့ကျွန်မပြောသလိုဖြစ်စဉ်အားလုံးဟာရှုပ်ထွေးမှုတွေရှိနေတယ်။နိုင်ငံတော်ရဲ့လှုပ်ဆောင်မယ့်ကိစ္စလေးနဲ့မိဘပြည်သူရဲ့စိုးရိမ်စိတ်နဲ့ထပ်တူမကြတဲ့အခြေအနေတစ်ခုဖြစ်နေပါတယ်။ဒါအောင်နိုင်ငံတော်အနေနဲ့မိဘပြည်သူရဲ့စိတ်ချမ်းသာလေးလှုပ်ဆောင်မှာဖြစ်လို့ မြန်မာနိုင်ငံမှာရှိတဲ့နေတိုင်းတွေထိုင်ကြတဲ့ဘာသာဝင်တွေအားလုံးအစီအပြေချုံမွေးဖို့လည်းလုပ်ဆောင်မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်မပြောတာပါ။အစိုးရလုပ်ဖို့မလွယ်ပါဘူးရှင်။တကယ်ခတ်ပါတယ်။ဒီပြဿနာအစိုးရလုပ်ဖို့မလွယ်ပါဘူးတကယ်ခတ်ပါတယ်တဲ့။ဟမ်။အဲ့ဒါနဲ့မင်းအောင်လိုက်လက်ထက်ကြမှာဒီလိုတွေဖြစ်နေတာ။နော်။ဟမ်။အခုဆိုနေကြီးစမ်းမြန်မာနိုင်ငံမှာကြီးစမ်းကြီးစမ်းဟမ်။ကုံစင်းတော့မကြီးချန်တာမကြီးနေဘူး။နင်တို့အရင်လိုလျှက်စင်ပြီးမှန်သေးလား။ဟမ်။ အင်တာနက်တွေလိုင်းကောင်းသေးလားဟမ်မတူဘူးလေနော်လူချင်းမတူဘူးမူချင်းမတူဘူးတိုင်းပြည်နဲ့ပြည်သူပေါ်စေတနာမေတ္တာထားတဲ့အစိုးရနဲ့ပြည်သူကိုဂုံသွေးစုပ်ဖို့ကိုအာနာတီမြဲဖို့အတွက်လုံပန်းနေတဲ့ညို့အကျမ်းဖက်စစ်တက်နေတော့တခြားစီပေါ့ဟာโอเคဆိုတော့ကျွန်တော်ဒါလေးကိုဆက်ပြီးတော့နားမထောင်တော့ပါဘူးအဲကျွန်တော်ဒီမှာပဲရနာခွင့်ပြုပါဘာဖြစ်ဖြစ်ကျွန်တော်တို့ ဲမြန်မာနိုင်ငံမှာမီတင်းနေတိုင်ကြတဲ့ကျွန်တော်တို့လူမျိုးပေါင်းပေါင်းစုံဘာသာပေါင်းစုံကျွန်တော်တွေအဲဂယူဆိုက်ကြပါเนาะသူများတွေအဲမြောက်ပေးတိုင်းလဲသူများတွေတွေးထိုးတိုင်းလဲလှုပ်စော်တိုင်းလဲအဲကျွန်တော်တွေမြန်မာနိုင်ငံမှာညာအခုဆိုလဲပြည်တွင်းစစ်ကြီးကဒီလိုဖြစ်နေကျွန်တော်အချင်းချင်းတွေခါတဲ့တိုက်ခိုက်နေရတယ်เนาะအဲ့တော့ဒီဘာသာရေး အထီးကျူးနာဖြစ်မယ်ဆိုရင်ကျွန်တော်မြန်မာနိုင်ငံကြီးရစရာရှိမှာမဟုတ်တော့ဘူး။ Okay ဆိုတော့ကျွန်တော်ရဲ့ဘောမရက်ွယ်ဟာတာများအစီအစဉ်ကိုဒီမှာပဲရည်နာပြီးနောက်နေ့နောက်နေ့တွေများမှာလဲဒီလိုဘောမတွေဘလို့ဆောက်ရွဲတွေပြောဦးမလဲဆိုတာကိုဆက်လက်ကြည့်ရှုစောင့်မျှော်အားပေးကြပါအောင်လို့ပြောကြားနဲ့မိဘပြည်သူများအားလုံးကောင်းမွန်စွာအိတ်ဆက်အနားယူနိုင်ကြပါစေခင်ဗျာ။